ုကလေးကိုမွေးထားတဲ့မွေးစိတ်တွေအကုန်လုံးကျွန်တော်တို့ပေးစရာမလိုပါဘူးတောက်တာတနေ့ပြည့်ပြီးရချိန်မှာကလေးတယောက်ရလာခုဖေမီလောမမသိပါဘူးလိုရမွေးကန်းထဲမှာထူးခြားတာနှစ်ခုရှိတယ်ဒါကတော့ American နိုင်ငံ New York မြို့မှာကလေးမွေးရတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ယူထားတဲ့ vlogger ဖြစ်ပါတယ်ဘလို့ပုံစံနေထားမှရှိလဲဆိုတော့ဒါကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံလေးကိုကျွန်တော်ဒီဗီဒီယိုလေးထဲမှာပဲပြန်ပြီးတော့မျှဝေပြပါမယ် ဆိုတော့နံပါတ်1အာကျွန်တော်အမျိုးသမီးပေါ့နော်ကျွန်တော်မိမကမနေ့6နာရီခွဲလောက်မှာ သူဟာ water break ဖြစ်တယ်ပေါ့နော် သူမသိဘူးဟာရည်ရည်ဆိုးလာတော့မှာဟာသွားပြီဘိုက်ကလည်းမနာဘူးပေါ့နော်အဲ့မှာအဲ့မှာကလေးမွေးနေသွားပြီးတော့တခါတည်းဒီဆေးရုံကိုပြေးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုရောက်နေတဲ့ဆေးရုံက flushing hospital ပဲဖြစ်ပါတယ်ဆိုတော့အရှင်ကြီးကဈေးကမ်းသွက်ပြရတယ်ဆေးရုံပြရတယ်ရှိပါတယ်ကလေးကိုပုံမှန်ဆေးစစ်တာအဲ့ဒါတွေကတော့နောက်ပိုင်းညမှာပြပြပေါ့နော်အခုဒီနေ့ကျွန်တော် ျုံရတဲ့အတွေ့အကြုံတွေကိုအရင်ဆုံးပြန်ပြီးတော့ပြောပြပါမယ်။ခုကလေးကတော့မွေးပြီးသွားပြီ။9:15မိနစ်မှာမွေးပါတယ်။အာသူကအဲ့လိုကျွန်တော်မွေးရဖာလွယ်အောင်ထိုးတဲ့ဆေးတွေထိုးစရာမလိုဘူး။သူသူတဘာဝအတိုင်းပဲမွေးခဲ့တယ်။အဲ့တော့နည်းနည်းလေးတော့အာမလာပေါ့သူနာနာကျင်ခံစားမှုတော့ရှိတာပေါ့နော်ကျွန်တော်လည်းသူမွေးနေတဲ့အချိန်မှာတစ်ချိန်လုံးကျွန်တော်သူ့အမှရှိတဲ့ကလေးထွက်လာတဲ့ကစားကုန်မြင်ရတယ်ဆီယံဝင်ကလည်း ဟိုမြန်မာဆရာဝန်ပဲအမွေးဖောက်ပေးတဲ့ OG ပေါ့နော်ဒေါက်တာအာကျွန်တော်အမေထက်ကြီးလောက်လေနည်းနည်းလေးလောက်ပေါ့နော်အဲဆရာဝန်ဒေါက်တာကန်ထွန်းမှာအရင်သဘောကောင်းသလိုတွက်လက်ပြီးတော့အဲ့လိုဖြက်လက်နေရပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲကျွန်တော်အတွေ့အကြုံပေါ့နော်အဲ့ဒီအခန်းထဲမှာ သူဒီမွေးတဲ့ဒီမွေးခန်းထဲမှာပေါ့နော်အဲ့မွေးခန်းထဲမှာမှမိလို့ရတယ်မွေးခန်းထဲမှာကျွန်တော်တို့နက်စမအချီပဲက၈ရောက်လောက်ရှိတယ် ဒေါက်တာတွေက3 4ရောက်လောက်ဒီလိုမျိုး round ပြီးတောက်လျှောက်သူယူဆိုင်နေတယ်ပေါ့နော်အဲဆရာဒေါက်တာကန်ထွန်းရောက်ခံနေတော့ကြတော့ကလေးကခေါင်းထွက်နေအဲ့ဒီအချိန်မှာပေါ့နော်ဆိုတော့ဆရာလည်းရောက်ရောတိတ်မကြောက်သူကျွန်တော်မှတ်ထားတာမမောက်ဆိုရင်သူ9ခါလောက်ကြိုးစားပြီးညှစ်လိုက်တဲ့အချိန်မှာကလေးကတော့ဟိုရွှေရွှေရှိရှိနဲ့မွေးခဲ့တယ်ပေါ့နော်ထွက်ထွက်သွားတယ်ပေါ့နော်အကောင်လုံးကတဘာဝအတိုင်းပဲမွေးခဲ့တယ်အားလုံးအခုအဆင်ပြေချုံးမွေးရလူကြီးရကလေးရ ချမ်းမစွာနဲ့အခုလိုမျိုးမြင်တွေ့ရတယ်ပေါ့နော်ကျွန်တော်စိတ်တော်နေနေပူကြတယ်ဘာပူလဲဆိုတော့ကျွန်တော်ကနောက်မှသူ့မွေးကန်းတွေဝင်ရတာဟုတ်သူကအရင်အဲမွေးကန်းအတူကလို့ဆီယာမရီနေပေါ့နော်ဒီဆေးကိုရောက်တော့ရောက်ချင်းခေါ်သွားတဲ့အချိန်မှာသူ့ကိုအရင်တယောက်တည်းခေါ်သွားတာကိုကျွန်တော်ကဒီအာကျွန်တော်ဒီဧည့်သည်တွေစောင်းနေအခန်းမှာပဲကျွန်တော်ကကြံခဲ့တာဆိုတော့နည်းနည်းတော့စိတ်ပူတယ်ဒါပေမဲ့နောက်ပိုင်းညကျွန်တော်လာခေါ်တယ်မွေးတော့မှာမွေးတော့မှာဆိုပြီးသူတို့လာခေါ်တဲ့အချိန်မှာအဲဒီသူ့မွေးကန်းတွေဒီကျွန်တော်ဝင်ပြီးတော့သူ့ဘေးမှာပဲမြင် တစ်ချိန်လုံးရှိတယ်တစ်ချိန်လုံးသူ့ကိုကျွန်တော်အဲ့လိုမျိုးတတိမလစ်တော့ဘောနော်အဲ့လိုမျိုး order နာတဲ့အတွက်အဲ့လိုမျိုးတတိလုံးမလို့ဖြစ်တယ်တတိလုံးမလို့ဖြစ်တဲ့ဟာတွေကိုကျွန်တော်သူ့ကိုပြန်ပြီးတော့ focus ပြန်လုပ်ပေးရတယ်တတိမလဲအောင်သူ့ကိုပြောပေးတယ်သူရည်ရလေးတွေပြောပေးတယ်အဲ့လိုကျွန်တော်ပြန်လို့ရှူရှင်နေမယ်နော်အဲ့လိုမျိုးကလေးမွေးရတယ်ဘောနော် အကျွန်တော်တို့ရဲ့ဖြတ်တန်းမှုလေးကိုပြပြတာပါအဲ့ဒါပြီးတော့ဘာတွေသဘောကျရလဲဆိုတော့မွေးပြီရနဲ့အရင်မြန်နေကလေးတွေကိုကင်တွေပုံကြီးဒီမှာပြီးဆရာဝန်ကြီးအရင်မြန်နေကွာတိလားပြီးတော့နောက်တစ်ခုကျွန်တော်ဘာတွေကိုသဘောကျလဲဆိုဆရာဝန်နေဆိုရင်ကွာကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ကွာအဲ့လိုအရင်ရှင်ပြီးတော့လေကြောက်ပြီးတော့အဲ့လိုမျိုးဖြစ်ရင်ဒီမှာအဲ့လိုမဟုတ်ဘူးဒီမှာကညီကိုမောင်နှမလိုမျိုးရောတငယ်ချင်းလိုမျိုးရောပေါ့ပေါ့ပပနဲ့ပုံမှန်လင်းလင်းအဲ့လိုလွတ်လွတ်လပ်လပ်နဲ့အလုံးလုံးကြကန်ညာ ပြောကြဆိုကြတာတွေကိုကျွန်တော်တွေးရတယ်ဆိုတော့အဲ့အရာကြီးကြည့်ရတာလို့စိတ်ထဲမှာပေါ်ပါတယ်လို့ခံစားရတယ်ပရက်ရှာမရှိဘူးလို့ခံစားရတယ်ဟိုလကားနေနေမှာကျွန်တော်တို့ပရက်ရှာတွေမရနေပါတော့အဲ့လိုမျိုးဆရာဝန်တွေနဲ့ပတ်သက်ပြီးပြောရဲဆိုတဲ့အချိန်တွေမှာပရက်ရှာမှမရှိဘူးသူတို့ဘက်ကလည်းအဲ့လိုမျိုးအရင်ဘယ်လိုပြောမလဲသူတို့ရဲ့လုပ်ငန်းပေါ်မှာသူတို့အကောင်းမွန်ဆုံးသူတို့တွေစီစဉ်ဆောင်ရွက်ပေးတယ်အဲ့အရာမျိုးတွေကျွန်တော်ဟိုတွေးရတယ်အခုဒါကရောဒုတိယမြောက်အခန်းပေါ့နော်အကျယ်ကြီးပဲတော့အရှိမ TV အကြီးရှိမယ်ဒီဘက်မှာရေချိုးခန်းအိမ်သာရှိမယ် ဟိုမှာကျွန်တော်အဲ့လိုလဲရတယ်ဒီလိုမျိုး table ပုံစံမျိုးလဲလုပ်လို့ရအောင်ခုံနေပြီးရင်ဒီလိုဆွဲထုတ်လိုက်တာနဲ့လဲပြန်ပြီးတော့တော်အရှင်နေလောက်ထားတာပါဒီလားတော်တော်မိုက်တယ်အေးခင်းနေလဲလာပြီးပြီးတော့မုံနေလဲအများကြီးလာပြီးတယ်အဲ့တော့ကြိုက်တာစားလို့ရတယ်ဒါပေမဲ့ဒီမှာတည်ရမှာကျွန်တော်တို့စလုံးကြီးတော့မရှိဘူးပေါ့ကွာဒီမှာတော့ piece ကြီးအများကြီးနဲ့ကွာအသားကြီးအများကြီးနဲ့ညှက်ထားတဲ့ဟာတွေပြီးရင် node တွေရှိမယ်အပြင် juice တွေ orange juice တွေရှိမယ် cranberry တွေရှိမယ်အဲ့ဒါတွေရှိမယ်ပေါ့ ဆိုတော့အဲ့ဒါကြီးလေရေခဲတက်တာတွေမှာအပြေးပဲအဲ့ဒါကြီးရှိတယ်အဲ့ဒါကြီးကြိုက်တဲ့အချိန်ကြိုက်လို့သွားယူစားလို့ရတယ်ကျွန်တော်ရောသူ့အတွက်ရောပေါ့နော်တော်တော်လေးအဆင်ပြေချောမွေးတယ်လို့ပြောလို့ရတယ်ဒါပထမဦးဆုံးနေပါပြီးတော့နောက်တစ်ခုဒီဟာတွေအကုန်လုံးအခုကလေးကိုမွေးထားတဲ့မွေးစိတ်တွေအကုန်လုံးကျွန်တော်တို့ပေးစရာမလိုပါဘူးကျွန်တော်တို့ကဒါ insurance cover ဖြစ်တယ်ပေါ့နော် cover ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှပေးစရာမလိုဘူးဒီဆေးရုံမှာကျွန်တော်နှစ်ရက်နေရမယ်ဒါ first day ပါနောက်ရအိမ်ဝင်စင်းလို့ရပြီအားလုံးအဆင်ပြေချောမွေးစွာနဲ့ဒီတသားလေးကို ကျွန်တော်တို့လင်မြန်းမြောက်မွေးဖွားနိုင်ခဲ့တယ်တခုပါပဲသူဖေမီလုံးဝမသိပါဘူးဒီကိစ္စတွေကိုဆိုတော့ကျွန်တော်ဘက်ကတော့ပြဿနာသိမ်းမရှိဘူးအာကျွန်တော်စိုက်မှာကျွန်တော်မိဘနဲ့လည်းပြဿနာရင်းသိမ်းမရှိဘူးသူဘက်ကအဲသူစိတ်ဆင်းရဲမှာဆိုရာရဲ့သူဖေသူမင်းနဲ့သူတို့သူတို့လူကြီးတွေရဲ့ထင်မြင်ယူဆချက်တွေရဲ့ပေါ့နော်အဲဒါကြောင့်သူစိတ်ဆင်းရဲမှာဆိုသူမပြောတာကျွန်တော်ဘယ်လိုပဲဖြစ်ကျွန်တော်နေတတ်ပါတယ်ထူးခြားတာနှစ်ခုရှိတယ်သူရဲ့မွေးကန်းထဲမှာ သူ့လိုမျိုးပဲနေစီလာစီနေတဲ့နတ်စမတယောက်ပါပါတယ်အဲ့လိုပဲ round လဲနေတဲ့ဆီယံဝင်မတယောက်ကလည်းသူ့လိုပဲတယောက်ပါပါတယ်အဲ့ပဲနောက်တစ်ခုထူးခြားတာကထူးခြားတာတော့မဟုတ်ဘူးနော်သူတို့ပြောထားတာပေါ့နော်ဒီနေ့တနေ့ကောင်ကလေးမွေးတာ၄ယောက်ရှိပါတယ်ယောက်ျားလေးတွေကြည့်ပါကျွန်တော်သားအပါပဲပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့လင်မယားနှစ်ယောက်အဲ့လိုမျိုး များကြီးလုံနိုင်ခဲ့တယ်ပေါ့နော်အများကြီးဆွမ်းဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်သူ့ကိုလည်းအကောင်းအမွန်ဆုံးဂရုစိုက်တယ်ဘာမှသူ့ကိုမလုံခိုင်းမနေဟင်းချက်ကြွေးတယ်အဲ့လိုပဲကျွန်တော်ကိုထိုင်ရမိသားစုလည်းအကောင်းဆုံးပြင်ဆင်ပေးပြီးတော့ကျွန်တော်လုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်နည်းတော့ပြန်မနေတိုင်းပဲဒီကန်ထရစ်လေးရောဟိုမှာထိုင်မှာရှိတဲ့မစ္စတာဂျယ်လေးရောနှစ်ယောက်စလုံးကျွန်တော်အကောင်းဆုံးကျွန်တော်အောင်မြင်ဆုံးမွေးဖွား နိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့အောင်မြင်မှုပါတခြားတခြားသောသူတွေအောင်မြင်မှုမျိုးစုံပေါ့နော်နေရာတိုင်းမှာအဲ့လိုကိုယ့်ရဲ့ခံစားမှုတွေသတ်မှတ်ချက်တွေအောင်မြင်မှုမျိုးစုံတွေရှိကြပါတယ်ဒါပေမဲ့ကျွန်တော်မိသားစုပေါ်မှာကျွန်တော်ယူဆရတဲ့အောင်မြင်မှုကကျွန်တော်ဘာနဲ့မှမလဲနိုင်ပါဘူးအဲ့ဒီအောင်မြင်မှုကိုကျွန်တော်ပို့ပြီးနှစ်သက်ပါတယ်ဆိုတော့ဒီချက်ပို့ပြီးတော့ကျွန်တော်မိသားစုကိုကျွန်တော်ယူဆနိုင်အောင်ပို့ကြိုးစားမယ်ဒီကလေးတွေအနာဂတ်တွေပို့ပြီးတော့လာပါအောင်ကျွန်တော်ဘက်ကနေအများကြီးပြင်ဆင်မယ်ဆောင်ရွက်မယ်အမျိုးကျွန်တော်ရှေ့ဆက်သွားပါမယ်ဆိုတော့ ျွန်တော်ရဲ့ဒီ vlog လေးကိုကြည့်ပြရလေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်တွေ့ပါမယ်။အဲတော့နောက်ထပ်လည်းအဲဒီဘူးသူတရရရလေးကျွန်တော်ထပ်ပြီးတော့မျှဝေပေးတော့ပါအောင်မယ်။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါ။ notification bell လေးကိုလည်း click on လုပ်ထားပေးပါ။အဲ့တော့ဒီနေ့ဗနီးရလေးဆိုကျွန်တော်ပြောပြပါမယ်။ဒီနေ့ကကျွန်တော်တို့ဒီ New York မြို့မြို့မှာတော့10ရက်ပါ။3လပိုင်း10ရက်ပါ။သူ့ရဲ့ due date က 35ပိုင်း37ပါအများကြီးစောမှုရတာပါ anyway ပါဖြစ်ဖြစ်ကျွန်တော်တို့အကုန်လုံးအများကြီးကြိုးစားပြီးတော့လုပ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုပဲဒီလောက်ပါပဲအားလုံးဆက်ဆက်ရအောင်ပြကြပါစေဘာဖြစ်ဖြစ်အမြဲတမ်းကြိုးစားပါကြိုးစားပါဘာဖြစ်ဖြစ်လက်မလျှော့ပါနဲ့အခုကျွန်တော်တို့လို့ပေါ့ကြိုးစားရင်ကလေးရှော့တော့ပိုင်